မိုးကုတ်မြို့ရဲကိုကားစီးတရာဝင်းကျင်အုံပြုပြီးအင်အားအလုံးအရင်နဲ့စစ်ကောင်စီတပ်တွေဝင်ရောက်လာနေပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကအတည်ပြုပါရယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားတာပါရှင် တန်မျိုးသားလူမျိုးရေးတမတော် TNL ကလက်လွတ်ဖို့သဘောတူထားတဲ့မန္တလေးတိုင်းမိုးကွန်းမြို့ထဲကို November 28ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်နေပြီလို့ပြည်သူ့ကာကွယ်ရေးတမတော်မန္တလေးတာဝန်ရှိသူကိုအောင်စမောင်က TVB ကိုအတည်ပြုပါတယ်စစ်ကောင်စီတပ်တွေဟာပြည်ဦးမင်းနောင်ချိုကြောက်မဲမိုးကိုလမ်းတိုင်းဝင်လာတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလမ်းပိုင်းကို TNL ကထိန်းထားတာဖြစ်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့တည်င်းချက်လက်ရယူဖို့တော့မလွယ်တဲ့အခြေအနေဖြစ်ပါတယ် မိုးကုတ်မြို့ကိုလက်လွတ်မယ်လို့ကြေညာလေကအောက်တိုဘာ29ရက်နေ့ကကြေညာခဲ့ပြီးနောက်ပိုင်းဒေသကာကွယ်ရေးအဖွဲ့တွေကိုသူတို့သတ်မှတ်ထားတဲ့စခန်းကုန်းတွေမှာသာအခြေချခွင့်ပြုထားတာပါ လက်တလုံးမှာဒေတာကာကွယ်ရေးအဖွဲ့တွေဟာမြို့ပတ်ချလည်းမှာရှိနေသေးဖြစ်ပြီးဒီအချိန်နဲ့အပေါ်မှာဘလို့တုံ့ပြန်မယ်ဆိုတာအတိမပြုနိုင်သေးဘူးလို့မိုးကိုတပိတ်ကောင်းဆောင်ကပြောပါတယ်။ထဲကလည်းသူကဆက်တွယ်ကုန်ဖြတ်ထားတာစတားလင်းတွေဘာတွေကကုန်ဖြတ်ထားတယ်ကျွန်တော်မနေ့ညနေကတည်ရတဲ့လောက်ဆိုရင်တော့သူတို့ကားအစီးတရာလောက်ရှိတယ်တဲ့မနေ့ကညတုံးချင်းတော့ရောက်ချင်းရောက်မှာသူတို့ဘာမှအတားအဆီးမှမရှိတာကားယူနီဖောင်းမှလည်းမပြောင်းဘူးဒီတိုင်းပဲလာကြတယ်ပြောတယ်။သူကားအစီးတရာကြောက်လို့ရောက်လို့ရောက်လို့ပြီပေါ့ရောက်လို့ပြီပေါ့ကျွန်တော်ထင်ပါတယ်၄900တော့ရှိမှနေပါပါသူတို့လေတရားလုံးရင်းနဲ့သူတို့ဝင်လာတယ်လို့မနေ့ညနေကကျွန်တော် ော်သိရတာဗောနော်ဒီနေ့တော့ဘာမှမသိရဘူးဆိုအထက်ကလည်းအဆက်တွေပြတ်သွားပြီလေသူတို့ကခမန်းချီနှစ်နာရီလောက်ထင်နေစထွက်တယ်လို့ပြောကျွန်တော်လည်းအဆက်တွေရတဲ့အချိန်ပေါ့လေတယောက်ကရတဲ့အချိန်အဲ့လိုပြောပြောပြီးသူလောက်၆ဆက်တွေပြတ်သွားတာကျွန်တော်တို့ဟိုရှမ်းလန်းစုံလေအဲအိုင်နာနေမှာသူတို့စုဖွဲ့တယ်စုဖွဲ့ပြီးတော့ဂိတ်ဖွဲ့ထားပြီးတော့အဲ့လမ်းကြောင်းတိုင်းလာပစီတို့တာပိုင်တို့ပေါ့ဗျာအဲ့ဒီဒုံးလေမုတ်ကုတ်လမ်းပေါ့အဲ့လမ်းပိုင်းကနေသူတို့ဟိုလာတယ်လို့သိရတယ်ကားအစီးတရာကျော်ဆိုတော့ဘယ်လိုကားအစီးတွေလဲတော့ကိုမသိဘူးပေါ့နော်တန်တယ်လေးကတော့သူတောက်လျှောက်မျိုးထဲမှာလဲလမ်းတွေပိတ်တာထိလောက်ထားတယ်လေမျိုးတွေကလူတွေပါအသွာလာကတ်တပ်ပိတ်တာလေးတော့ရှိတယ် မိုးကုံမြို့မှာ GNL ကဆက်ဆံရေးရုံဆက်ပွင့်ထားမှာဖြစ်ပြီးကြောင်မြလောက်ွက်တွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မိုးကုံမြို့မှာတခြားတိုင်းရင်းသားစုဖွဲ့တွေလည်းရှိနေပြီးကြောက်တွင်လုပ်ငန်းတွေဆက်လက်ပတ်နေမှာဖြစ်ပါတယ်။ကျွန်တော်အမြင်တော့လေဟိုမိုးကုံရေမဟုတ်ပါဘူး။တည့်ရဲ့သဘောကတော့လေအပိဓာမနိုင်ရင်ကတော့ဒီနေမီတွေကတိမ့်လိုက်လက်လွတ်လိုက်ရဆိုတဲ့ကိစ္စမျိုးတွေတော့လေဖြစ်နေမှာပေါ့လေ။ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။စစ်တပ်ကအရင်မြေအကုန်လုံးကိုအပိုင်သိမ်းထားပြီးဟိုရာဒီလေတောင်းထိုးစစ်တွေဘာတွေညာတွေဟိုတောက်လျှောက်လုပ်နိုင်တာမျိုးဖြစ်တာ။နောက်တစ်ခုကကျတော့ဒီစာနယ် လိခစေဝါရရှိမှုကြတော့လေကျွန်တော်တို့အလဲပိုင်းဒေတာတွေကြတော့ပြည်တွင်းကုံတွေရေးယူပဲအားကိုးရတဲ့ခါကြတော့စားရည်ရိခာနဲ့ပတ်သက်တူလေပြဿနာတွေရှိတာပေါ့လीเนาะဟိုမတန်တဆဈေးတွေပေးရတာเนาะစစ်တပ်ကပိတ်ဆို့လူလွေတာဆိုတဲ့ဟာတွေရှိတာပေါ့ဗျာနောက်တစ်ခုကတော့ဒီတရုတ်ရဲ့ဘန်လိုက်တဲ့ကိစ္စเนาะအဖြစ်အားလေကျွန်တော်တို့ကပြဿနာရှိတယ်လीเนาะမိုးကုံမြို့ကနေသူတို့ထွက်ခွာမဲ့ရက်တွေမှာဒေတာတော်လိုင်းရာသူတွေလုံးဝကြီးမဖောက်ဖို့ TNL ကတားမြစ်ထားပါတယ် မိုးကမြို့နဲ့မိုးမေမြို့တွေကို2024ဇူလိုင်လတွင်မှာ JNL နဲ့မဟာမိတ်တွေကတင်းယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြာမှာတရုတ်ဆိုရရဲ့ဂျာဝင်ဖိအားပေးမှုကြောင့်ပြန်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါဒီချင်းရင်းနဲ့ပတ်သက်ပြီး DNA ပြောရေးဆိုခွင့်ရှိသူကို DPP ကအချင်းချင်းဆက်သွယ်မေးမြန်းမှုကြိုးစားပေမဲ့လက်ရှိအချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ကျွန်တော်သုတချမ်းသာပါ။